ုံအလုံးပိုင်းမင်္ဂလာပါနေတော့ဒီမှာသားမင်းညောင်းရှော့ပင်းထွက်ပါတယ်ဒီနေ့ကတော့ပပအလုံးပိတ်အလုံးပိတ်တယ်လို့ပြင်မယ်ဟိုဒီနေ့ကဈေးရောင်းပွဲတော်မှာတအားပင်ပန်းသွားလို့နဲ့တူတယ်မထနိုင်တော့သူခန်းနေရလဲနည်းနည်းလေးမှမစိုးလိုက်ရင်လည်းနော်နော်နော်ချက်ကနခန်းနေရဆောင်းရင်းစပိုးစိုး Black Friday ဆိုတဲ့ဆိုင်မရောက်နေတာဖြစ်ပါတယ်ဒီဆိုင်မကတော့ပေါ့နော်သူကဒီပေါ်တမှုနေ့ဆိုရင်တစ်ချက်အာအင်္ဂါနေ့ဆိုရင်နှစ်ချက်ပြီးသွားလို့ရှိရင် Monday နေ့ဆိုလို့ရှိရင်သုံးချက်ပေါ့နော်ပြီးရင်တို့ကနောက်ထပ်လဲဒီမှာပါရှိတယ်ဆိုတော့ဂျာတာပရင်းနေ့ပိတ်တယ်တို့ဆိုင်ကတော့ဂျာတာပရင်းနေ့ပိတ်တယ်တောက်ကြနေ့ဆိုရင်တော့30ပေါ့နော်စနေနေ့ဆိုရင်9ချက်တနင်္ဂနွေနေ့ဆိုရင်5ချက်အဲအဲ့လိုမျိုးပေါ့နော် သူတို့အဲ့လိုရောင်းတာဖြစ်တယ်အဲ့ဒီမှာတော့ကိုကြိုက်တဲ့ပစ္စည်းဘာပဲယူယူယူတစ်ချက်တန်လေးဆိုတစ်ချက်နှစ်ချက်တန်လေးဆိုနှစ်ချက်ပေါ့နော်ဒီမှာတော့ပစ္စည်းတွေကတော့အများကြီးရှိပါတယ်မှာနော်အဲ့လားပြောင်းမယ်လည်းပဲဒူးနေဆိုလို့ရှင်တစ်ချက်အင်္ဂါနေဆိုနှစ်ချက်နာ sorry ချက်တောင်ဖြစ်တော့1ဒေါ်လာပေါ့နော်အာ1ဒေါ်လာ2ဒေါ်လာ3ဒေါ်လာပေါ့နော်ဒီနေ့အဲ့နာက ချုစတင်းနေမှာရောက်နေတာပေါ့နော်အင်္ဂါနေ့မှာရောက်တယ်ဆိုတော့ဒီနေ့အန်နာဘာဝဲဝဲနှစ်ချက်ပဲပေးရမယ်ပေါ့နော်တနင်္ဂနွေနေ့ဆိုရင်တော့5ဒေါ်လာပေါ့နော်အာဒီစနေနေ့ဆိုရင်တော့7ဒေါ်လာဖြစ်ပါတယ် Friday နေ့ဆိုရင်တော့10ဒေါ်လာဖြစ်တယ်ပေါ့နော်အခုတော့အန်နာအထဲကိုစပြီးဝင်ပါတယ်သူတို့ရဲ့အခင်ချင်းကတော့အခုမြင်တဲ့အတိုင်းပဲပေါ့ဒီသူတို့ကခုံတွေပေါ်မှာပစ္စည်းတွေကိုတင်ထားတယ်။တော်ဘူးတွေထဲမှာလည်းပစ္စည်းတွေရှိတယ်ပေါ့နော်။ အဲ့ဘူးတွေကိုသူတို့ကအခုနောက်ပိုင်းတော့မဖောက်ခိုင်းတော့ဘူးကိုကဖောက်ချင်တယ်ဆိုကိုကိုရဲ့အချင်းလေးထဲမှာထည့်ထားလိုက်ပေါ့နော်ပြီးသွားလို့ရှိရင်ကိုအားလုံးပြီးသွားပြီဆိုရင်ကောင်တာမှာသွားပြီးတော့မှဒီဘူးလေးကိုဖွင့်ပြပါအဲဒီအထုပ်လေးကိုဖွင့်ပြပါဆိုပြီးမှသူတို့ကိုပြောလို့ရတယ်။အဲ့ဒါပြီးသူတို့ကဖွင့်ပေးတယ်။ကိုကြိုက်တယ်ဆိုလဲယူပေါ့နော်။ကိုကမကြိုက်ဘူးဆိုလဲပြန်ထားခဲ့လို့ရပါတယ်။ဘာယူယူ2ဒေါ်လာဖြစ်ပါတယ်ဒီမှာ။ဒါပါလေးလေ။ဒီမှာ။ ။ဒါတွေကတော့တို့တော့အဟောင်းတွေမဟုတ်ဘူးအကုန်လုံးအစ်စ်တွေပဲဖြစ်လာ။ဟော။ဘာပါလဲ။ဘာပါလဲလမ်းတိ။ဒါအဲ့လိုမျိုးလေးတွေပါဒီမှာ။ဒါတော့ကလေးလေးအင်ဂျီကာဝန်လေးတွေပေါ့နော်ဒီမှာဒီမှာစုံမယ် ဒီနေရာမှာလာရဲဆိုရင်တော့အချိန်ကတော့အများကြီးပေးရတယ်။ကိုကအချိန်ကောင်းကောင်းလေးပေးနိုင်မှာပဲ။ပစ္စည်းတွေကိုလည်းလိုမျိုးနည်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 းတိတိချာချာလေးတွေရွေးယူလို့ရတာပေါ့နော်။အာတကယ်လို့ကိုကအချိန်မရှိဘူးဆိုတော့အဆင်မပြေဘူး။အဲ့ဒါကြောင့်အဲ့နာလဲဒီမှာအမြဲတမ်းလက်မလာဖြစ်ဘူးပေါ့။အရင်တော့ကတော့ကိုပစ္စည်းရောင်းတော့လာတယ်။ ကတော့ဒီမှာ decoration ဖြစ်နေတာလေးတွေပေါ့နော်ဒါကတော့ decoration လေးတွေပါကတော့ပါလဲတော့မသိတော့လဘူးတွေနဲ့လေအထဲမှာလေကွာမမြင်ရအောင်ဒီလားဘူးတွေလေဒါအဲ့တော့ဒီမှာပစ္စည်းလေးတွေတစ်ခုတစ်ခုကင်ပြီးတော့တော့ရှင်းပြတာပေါ့နော်ဒါပေမဲ့အပေါ်မှာတို့ရလည်းတချင်းရလည်းအခြေကြီးဖွင့်ထားတော့အဲ့နာရဲ့အတန်းနဲ့တချင်းတန်းနဲ့ရောထွေးပြီးတော့မှလည်း အရာနေကိုစူညံပွက်လို့ရိုက်နေတော့အဲနာအတန်ကိုဖျောက်ထားလိုက်တာပါအခုတော့အဲနာဒီမှာရွေးနေပါတယ်ပေါ့နော်ဒီနေ့တော့ဗားရရမလဲမသိဘူးအဲနာရတဲ့ပစ္စည်းတွေကိုအိမ်ရောက်လို့ရှိရင်အကုန်လုံးဖွင့်ပြပေးပါမယ် ဒီနေ့အန်နာကြည့်တာကတော့ဒီ decoration ပစ္စည်းတွေပုံများတယ်ဒီ Christmas ပစ္စည်းတွေပြီးလို့ရှိရင် Thanksgiving ပစ္စည်းတွေဆိုအများကြီးပေါ့နော်အာဒီဟာတွေကတော့ကိုကကြိုးဝယ်ထားမယ်တင်ထားချင်တယ်ဆိုတော့ကြိုးဝယ်ထားရင်တော့ပိုကောင်းတာပေါ့နော်ဒီမဟုတ်ဘူးဆိုရင်အပြင်မှာဝယ်တယ်ဆိုတော့ဈေးတွေတအားကြီးတယ်အန်နာကတော့မဝယ်ဖြစ်ဘူးဒီဟာတွေလည်းမသိမ့်ချင်ဘူးဆိုတော့နှီးမှပဲဝယ်မယ်အခုကတော့ဒီမှာ phone case လေးတွေကြည့်ပါမယ် ဖုန်းကိစ်လေးတွေဆိုရင်လည်းတို့ကအစုံပဲဒီမှာဒီဇိုင်းပေါင်းမျိုးစုံပြီးရင် iPad ဟာရှိမယ်ပြီးလို့ရှင် Mac ဒီ iMac ပေါ့နော် iMac ရဲ့ cover တွေအဖုံးတွေအဲ့ဒါတွေလည်းရှိတယ် model တွေကတော့အမျိုးမျိုးပဲရှိပါတယ်ဒီမှာဆိုရင်တော့ဒါကလေးကစားစရာလေးပေါ့နော်ဒီဘက်မှာလည်းပစ္စည်းတွေကတော့ဒီနေ့အများကြီးပဲတမိလေးကနည်းနည်းကြီးကြနေတော့လေအဲ့နာအကုန်လုံးတော့မကြီးနိုင်ဘူးနည်းနည်းကြော်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 ပြီးမှကြီးသွားတာပေါ့နော် သူတို့ကနေ့လယ်မှာတစ်ခါအဲ့လိုပစ္စည်းတွေကိုပြန်ပြန်ထုတ်တတ်တယ်ပေါ့နော်အစ်တတွေကိုဒီနေ့အဲ့နာတော့သူတို့ပစ္စည်းထုတ်တဲ့အချိန်နဲ့မတိုးပါဘူးအဲ့နာလာတာတော့တိတ်ပြီးအကြိုင်လည်းမနေနိုင်ဘူးခလေးရလည်းကြီးကြတယ်ဆိုတော့အဲ့နာကြိုက်တဲ့ပစ္စည်းတွေလည်းအလောက်လည်းအများကြီးမရှိဘူးလာနိုင်ရင်တော့ဒီစနေနေ့ခုနှစ်ကြက်တန်နေ့တွေတို့၁၀တန်နေ့တွေဆိုရင်တော့ထမင်းပန်းအိုးတွေပြီးတော့ coffee set တွေအဲ့လိုပစ္စည်းကောင်းကောင်းလေးတွေဆိုရင်တော့ဒီ တောက်ကြစနေနေ့မှာလာကြည့်တာပိုကောင်းတာပေါ့နော်သူတို့ရဲ့တတ်မှတ်ထားတဲ့ဈေးနှုန်းနဲ့သူတို့ရဲ့ပစ္စည်းလေးတွေကတော့တန်ပါတယ်အဲ့နောက်အခုဝယ်လို့ပြီးပြီဆိုတော့ဒီမှာပတ်စံရှင်းပါတော့မယ်အိမ်ပြန်ရောက်လာပါပြီဒီနေ့ကရာသီဥတုနဲ့နဲ့ပူသလားမမင်းနဲ့ခါလေကြရင်လည်းတို့ကပစ္စည်းတွေအားလည်းအဲ့လိုမျိုးအရန်ကောင်းနိုင်လည်းရှိတယ်တခါလေကြရလည်းကိုသွားတဲ့အချိန်မှာပစ္စည်းတွေမရှိတဲ့အချိန်တွေလည်းရှိတာပေါ့နော်ဆိုတော့အဲ့ဒါကတော့ကိုကလည်းမှန်းလို့မရဘူးပေါ့နော် ဒီနေ့အန်နာဘာရခဲ့လဲဆိုတော့ပြပေးမယ်နော်ဒီနေ့အန်နာရတာကဒီမှာဒီဟာလေးပေါ့နော်ဒါလေးရပါလေးလဲဆိုတော့ဒီဟိုဟာအန်စွဲတွေအန်စွဲတွေရဲ့လေဒီလက်ကင်လေးပေါ့နော်အန်စွဲလက်ကင်လေးပါဒီမှာအန်စွဲလက်ကင်လေးပေါ့နော်ဒီမှာပါ အဲ့ဒါလေးတွေကိုဒါကတော့နှစ်ချက်နဲ့ရခင်တယ်ပေါ့နော်သူကဘယ်နှခုဘယ်နှခုရလဲဆိုတော့ဒီထက်မှာအလုံးပေါင်းသူက10ခုပါတယ်မှ10ခုပါတယ်10ခုပေါ့နော်သူတို့ဒီမှာရေးထားတယ်10ခုပါပါလေအဲ့ဒီ ူရဲ့ဈေးနှုန်းကိုသိချင်တဲ့ဆိုတိကောင်လေး scan ဖတ်ဒီနေရာလေးကိုပေါ့နော် scan ဖတ်ပြီးတော့မှဈေးနှုန်းရှာလို့ရတယ်ပေါ့နော်ဆိုတော့ဒီပစ္စည်းတွေအားလုံးကတော့ Amazon ရဲ့ဒီအကြရယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ပါတယ်တော့အဲမှာ screw လဲပါပြီးသားအဲ့နာတို့ရဲ့ဒီမီးပိုကြောင်ရင်လေဒီတကားတွေပေါ့နော်အဲ့ဒါတွေကိုအဲ့နာတို့ကဒီမှာအစ်စ်ပြန်လဲချင်တာပေါ့နော်ဒီဇိုင်းအစ်စ်အဲ့လိုမျိုးပြန်လဲချင်တာဖြစ်တဲ့အတွက်ကြောင့်ဒါဝယ်လာခဲ့တယ်ဒါနှစ်ချက်ပေါ့နော်2ဒေါ်လာပေါ့နော် မြန်မာစကားပြောရင်တော့လေ2ဒေါ်လာလို့မပြောတာမထွက်ဘူး။နှစ်ချက်ပဲထွက်တယ်အဲ့လိုဖြစ်နေ။အင်္ဂလိပ်နဲ့တွဲပြောမှပဲအဆင်ပြေတယ်ပါစကားအဲ့လိုဖြစ်နေ။ဒါကတော့2ဒေါ်လာနဲ့ဒီနေ့ဝယ်လာခဲ့တာပေါ့နော်။ဆိုတော့တရားဒါရက်ဈေးနှုန်းကဘယ်လောက်လဲဆိုတော့အဲ့နာပြပေးမယ်နော်။သူတို့ရဲ့ app မှာသွားကြည့်မယ်ဆိုရင်ပေါ့30ကျော်ပေါ့နော်။ဒါအခု online မှာမှာမယ်ဆိုတာ30ကျော်ရှိတယ်။2ဒေါ်လာနဲ့ဝယ်လာတာပေါ့နော်။အဲ့ဒီမှာပါတပုံစံတဲ့ပဲတရားောင်းတဲ့ပဲပေါ့နော်ဒီမှာ။ အာဒီတကားခုနကတော့တကားလုပ်တဲ့ဟာတော့အဲ့နာတော့နှစ်ခုပဲလားအပေါ်ထက်ကအပေါ်ထက်ကရေချိုခန်းတကားတွေတို့အဲ့လိုမျိုးလည်းအဲ့နာလည်းလဲချင်တယ်ဆိုတော့အဲ့အတွက်ပါခွဲလာတာပါဒါလေးကအမဲရောင်လေးဒီမှာခုနဟာလေးကတော့ရွှေရောင်နော်ဒီမှာပါအမဲရောင်လဲဈေးတူတူပဲ။သူကနည်းနည်းလေးပို့ပြီးဈေးများ။ဒီဟာ40ကျော်ရှိတယ်။သူတို့မွေးရင်ဈေးရတယ်။ 44ဒေါ်လာရှိတယ်အဲ့မှာဒါနှစ်ဘူးရခဲ့ပါတယ်ပုံမှန်ကိုကဝယ်မယ်ဆိုလို့ရှိရင်အာဒီဟာဆိုရင်44ဒေါ်လာလေးဟိုကောင်ဆိုလို့ရှိရင်34ဒေါ်လာဆိုတော့ဒီနှစ်ခုပေါင်းဆို80ကျော်လောက်ပေးရမှာပေါ့နော်ဆိုတော့အခုကတော့နှစ်ခုပေါ်မှာ4 4ဒေါ်လာပဲပေးရတာပေါ့လေးရခဲ့ပါတယ်ဒီတစ်စိတ်လေးပါဒီမှာဒါလေးကတော့ဒီမှာအာဒီຫນွေရာတီပေါ့နော်ဆမ်မာမှာဝတ်မဲ့ဖက်တန်မျိုးပေါ့နော်သူရဲ့ သွားတော့ spring color ပုံစံလေးအခုကတော့ spring color ဆိုဒီမှာပန်းနေပွင့်နေအချိန်ຫນွေຫນွေဥရတီပေါ့အဲအဲ့အတွက်တော့ဒီဇိုင်းလေးကဒီလိုလေးပေါ့နော်ဒါလေးပါအဲ့နာလေးကြိုက်လို့ယူလာတာပေါ့ဒီမှာဒီမှာပါဒါလေးရတော့ဘယ်လောက်လဲဒီမှာအဲ့နာဒါလေးကို scan scan ကြည့်မယ်ဘယ်လောက်လဲဆို ားကြတော့25.99ဒေါ်လာဖြစ်တယ်ပေါ့နော်။အရန်သဘောကျပါတယ်။ဒီမရဒီမှာဝင်နေ။ဟောနောက်တစ်ခုလည်းဖနက်ရခဲ့တယ်။ဒါလေးကတော့ဒါဒီလိုမျိုးမှာဘူးလေး။ဘူးလေးရဒီမှာပါ။တစ်စိတ်ကတော့ဒီမှာဒီတစ်စိတ်လေးဖြစ်ပါတယ်။ဒီဟာလေးကကြတော့တောက်ကလေးပါတယ်ဒီလိုမျိုးကြိုးလေးနဲ့စောတယ် ါကတော့ NR ရဲ့ site ပေါ့เนาะဒီမှာဒါလေးကဘယ်လောက်လဲဆိုတော့ဒါလေးဈေးနှုန်းလေးကိုကြည့်ပေးမယ်เนาะဒီမှာအဲ့လိုမျိုးလေးဒါကဒီမှာသူ့ရဲ့ပုံမှန်ဈေးပေါ့เนาะဒီဘက်ကဟာလေးဟာလေးဒီမှာလေးအလားလေးပေါ့ဒါလေးရဆိုရင်ဒီမှာ43ဒါလေး43ဒါဒီမှာ69ဒေါ်လာဖြစ်ပါဘူး။ဒီရင်တော့ဆိုအဲ့ဒါဒီကနေပြီးတော့မှလေး ပစ္စည်းတွေအလိုပဲသွားရွေးပြီးမှလေအချိန်အကြာယူပြီးမှအလင်းများနဲ့သွားရွေးကြရွေးပြီးရင်အဲ့နာပြန်ရောင်းတာဒီ Facebook Marketplace မှာပေါ့နော်မြန်မာပြည်မှာတော့ရှိလားတခြားနိုင်ငံတွေမှာတော့ထိုင်းနိုင်ငံမှာတော့ရှိရလို့ပြောတယ်အဲ့နာရဲ့အမှားလေအာဒီအခုဟိုတခြားနိုင်ငံတော့မသိဘူးပေါ့နော်ဒီဒီ USA မှာဆိုလို့ရှိရင်တော့ဒီလိုမျိုးလေးအဲ့ဒါမှာအဲ့နာဈေးတော်တော်ရောင်းတော့ ကိုအဲ့ပစ္စည်းတွေကိုက2ဒေါ်လာနဲ့ဝယ်လာတယ်ပြီးတော့လို့ရှင်အန်နာကတခါလေဆိုဒီလိုဖနက်တယ်ဆိုအခုဒါဆိုရင်ကွာ43ဒေါ်လာဆိုရင်အန်နာက2ဒေါ်လာနဲ့ဝယ်လိုက်တယ်ဆိုဝယ်လိုက်ပြီးဆိုရင်အန်နာကဒီ marketplace မှာပြန်ပြီးတော့မှအာ30ဒေါ်လာ25ဒေါ်လာအဲ့လိုမျိုးပြန်ရောင်းလိုက်တာဆိုတော့ကိုကတခါလေကြာရင်လည်း20မြတ်တဲ့အချိန်ရှိတယ်40မြတ်တဲ့အချိန်ရှိတယ်ကိုရတဲ့ပစ္စည်းပေါ်မှာမူတည်တာပေါ့အရင်တော့ဆိုအဲ့လားဒီ ပါလေ disco light လေဟို disco light ဟာဆိုရင်တဖာရဖူးတယ်အဲ့ဒါဆိုရင်အဲ့နာဝယ်တော့ကကြာအဲ့နေရကြာတော့သူက6ကျပ်6ကျပ်နေပေါ့နော်6ဒေါ်လာနေအဲ့မှာအဲ့နာဝယ်လိုက်တာဝယ်ပြီးတော့မှပြန်ရောင်းတာဝယ်လာတာ6ဒေါ်လာနဲ့နော်သူ့ရဲ့ပေါက်ဈေးကဒီဒီမှာဆိုလို့ရှိရင်သူက60ကျော်လောက်ရှိတယ်လေဆိုတော့အဲ့နာ35ကျပ်နဲ့အဲ့လိုပြန်ရောင်းလိုက်တဲ့ဆိုတော့29ဒေါ်လာမြန်တာပေါ့နော် အဲ့လိုမျိုးအန်နာမြင့်ရောင်းနေပေါ့နော်အခုနောက်ပိုင်းကျတော့တမီလေးနဲ့ကျတော့နည်းနည်းလေးကလေးနဲ့ဆိုတော့ပစ္စည်းအကြိုက်သွားရွေးလို့မရဘူးအမျိုးသားကလည်း तू ကလည်းသူ့အလုံးနဲ့ तू तू ကမနဲ့သွားညနေပြန်အလုံးအလိုမျိုးဆိုတော့ အသိအစမပြေဘူးဆိုတော့အဲ့နာခုနောက်ပိုင်းလည်းတိတ်မလုပ်ဘူးတခါကလေးလည်းအဲ့လိုကိုသွားတဲ့အချိန်မှာပစ္စည်းကောင်းကောင်းလေးတွေတွေ့တယ်ဆိုရင်အဲ့နာအများကြီးဝယ်လိုက်တယ်ဝယ်ပြီးသွားလို့ရှင်ပြန်ရောင်းတယ်ပေါ့နော်ဆိုတော့အဲ့ဒီကနေပြန်မှတခါလေးပြန်ရောင်းတယ်ဆိုရင်အဲ့နာဒီလိုမျိုးဒေါ်လာ100 150 200 300 400အဲ့လိုတွေအမြက်တွေရောင်းဆိုတော့အိမ်မှာနေရင်လည်းအဲ့လိုမျိုးလေးရောင်းတယ်ဆိုရင်လည်းကိုမဖိုးလေးရတာပေါ့ကလေးမဖိုးလေးရတယ်ကိုလိုချင်တာလေးတွေပြန်ဝယ်လို့ရတာပေါ့နော်အဲ့လိုမျိုးလည်းလုပ်ခဲ့ပါတယ်နောက်ကတော့ဒါဒီမှာ ါကတော့အဲ့လာမနေ့ကဒီမှာဟိုဒါကတော့ဒီဒီဒီနေ့မှာဝယ်လာတာမဟုတ်ဘူးဟိုအရင်တစ်ခေါက်တော့ဒီ Christmas မတိုင်ခင်မှာအဲ့နာဝယ်လာတဲ့ဟာပေါ့နော်ဒါလည်းကိုကရိုးရိုးလေးပဲဒါကလေးတွေခန်းထဲမှာတက်တဲ့မီးသီးလေးလောက်ပဲထင်ပြီးတော့ယူလာတာအဲ့ဒါလည်း2ဒေါ်လာပဲပေးရတယ်အဲ့ဒါလေးဒီမှာဝယ်လာတာဘယ်ဟုတ်မလဲအကြီးကြီးဖြစ်နေတာ Christmas light ပေါ့နော်သူက Christmas Christmas ရောက်ပြီဆိုတော့ဒီမှာအိမ်ဒီခေါင်းမိုးတွေမှာအလှဆင်တာလေအေးအဲ့ဒါဖြစ်နေတာ အာအရန်တနာ2ဒေါ်လာနဲ့ပဲလေဆိုတော့ပြီးခဲ့တဲ့နှစ်ခရစ်စမတ်တုန်းကဆိုရင်အဲ့လာတာကိုတအိမ်လုံးဒီအင်းရှစ်မှာပေါ့နော်ပြီးတော့အယောင်ကလည်းအယောင်စုံလေးနဲ့ဆိုအရန်လှတယ်မှာအဲ့လာပြတယ်နော်မအဲ့လိုမျိုးလည်းကြည့်ဒါကတော့ colorful ပေါ့နော်ကိုကြိုက်တဲ့ color လည်းပြောင်းလို့ရတယ်ဒီမှာပါကဲဒီမှာနော်ဒီမှာကြည့်အဲဒါမျိုးဆိုဒီမှာအဲ့လိုမျိုးလေးကွာလှော်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 ဖြစ်နေတယ်အဲ့လိုမှပြောင်းလို့ရတယ်ဒီမှာခလုတ်ကလေးပါဒီနောက်မှာလေး တင်ပါဒါဆိုရင်တော့2ဒေါ်လာအရန်တန်တယ်အပြင်မှာဝယ်ရဲဆိုရင်ဒီမှာအဲ့နာဖုန်းထဲမှာရှာပြမယ်နော်39.99ဒေါ်လာပေါ့နော်ဒီအလဲရဟာသူကအဲ့နာရခဲ့တာဒီဘက်ကဟာသူကအရှိပေါ်မှာမူတည်တယ်ဘယ်နှပေဘယ်နှပေဆိုပြီးမှလေအဲ့နာရခဲ့တာဒီအပေပေါ့နော်ဒီဘက်ကဟာဆိုတော့ဒီမှာ59ဒေါ်လာဒါတော့မှဒါသူတို့အခုဈေးလျှော့နေတာလေပုံမှန်ဈေးဆိုရင်ဒီမှာ69.99ဒေါ်လာဖြစ်တာပေါ့နော်အဲ့လာဒီဟာကိုအရှင်တော့က 3ခု3ခုလောက်ရဖူးတယ်3 box ပေါ့เนาะအဲ့ဒါနဲ့အဲ့နာတစ်ခုပဲယူထားပြီးတော့မှပြန်ရောင်းလိုက်တာပေါ့เนาะဟိုလိုမျိုးဒါဒါအရန်တက်มาလေဒါကတော့အဲ့နာတော့ decoration လုပ်တဲ့လူဒီအဲ့လိုမျိုး3ဖူးတဲ့လူတွေမှပဲဒီမှာတော်ရုံတန်အောင်ဆိုတော့ကြည့်လိုက်တယ်ဘာကြီးလဲဆိုပြီးယူမှာမဟုတ်ဒီဟာကြတော့အဲ့နာတော့ အဲ့နာကြောင့် decoration ပြင်တယ်လေနော် decoration ပြင်တော့နာမည်တွေစာလန်းထိုးတာစာရွက်ကိုအဲ့နာရဖြတ်လိုက်တာပေါ့နော်ဒီမှာဒီမှာဆိုတော့ဒီနှစ်ခုပေါ့ဒီနှစ်ခုအတွဲတုံးရတာပေါ့ဒီမှာဒါဆိုလည်းဒီမှာအလိတ်လိုက်ကြည့်မယ်ဒီဒီဟာဆိုရင်အဲ့နာမှာဆက်ရှိတယ်ဒီအဲ့ဆက်ထဲမှာထည့်ပြီးတော့မှနာမည်ပေါ့မောင်မွေးနေရှင်ရဲ့နာမည်ရေးတယ်ရေးပြီးွားလို့ရှင်ဒီ ဒီရဲ့ဆာရွက်နဲ့သုံးကိုဒီဟာနဲ့ခွာပြီးတော့မှအဲ့နေရာမှာတော့ကတ်တာပေါ့နော်ဒီမျိုးသုံးတဲ့ထိတ်ဖြစ်တယ်။အသုံးလိုက်လို့အများကြီးကုန်သွားတာ။ဒီလာရောဆိုရင်လည်းဟောလောလက်လက်တစုံလောက်ကြီးရှိတယ်။အပြင်မှာဒီလောက်လောက်တသိကလေးဒီထက်သေးတာဝယ်တာတော့မှလေ10ဒေါ်လာရှိတာပေါ့။အဲ့ဒါဆိုတမကြီး36 36 99မော်နော်တရားတရားဒါဘောလုံးမော်နော်ဘလုံးဆက်လေးလေးပါတယ်ကြွားတာနှစ်ထုပ်ပါတယ်ဗောနော်အခုဒါတစ်ထုပ်ပဲဗောနော်ဒီမှာ တော့ဘောလုံးအဆက်လိုက်ပေါ့နော်ဒီဟာရဲ့ဘောလုံးအဆက်လိုက်ဒါဆိုရင်ဒီမှာ15ဒေါ်လာပေါ့နော်အခုဒါ2ဒေါ်လာနဲ့ရခဲ့တာပါဒီမှာပါဒါလေးပေါ့နော်ဒီမှာတွေ့ရလားမသိဘူးနော်အဲ့လိုလေးရှိပါတယ်ပြီးတော့ဒီဒီဒီဘောလုံးလေးနဲ့ရခဲ့တာပေါ့နော်အဲ့နာကတော့ဘောလုံးလေးတွေအဲ့လိုမျိုးလေးတွေတွေ့ရင်တော့အဲ့နာရှူရှူထားတတ်တယ်။ကွာမွေးနဲ့ decoration နဲ့ဥပမာ ဟိုကိုယူထားတဲ့ဟာနဲ့ကြိုက်တယ်ဆိုလို့ရှင်အဲ့ဒါပြင်ပေးလိုက်တာပေါ့နော်ဆိုတော့ကို့အတွက်လည်းပိုကြံတာပေါ့နော်အာတခါလေကြရင်လည်းကို့ကလေးတွေအတွက်ပေါ့အဲ့ဒါသမီး၄ယောက်ရှိတယ်ဆိုတော့သူ၄ယောက်ရဲ့မွေးနေ့အတွက်ဆိုပြီးမှအာသူတို့တယောက်ကိုတစ်မျိုးတစ်မျိုးနဲ့အဲ့လိုမျိုးဝယ်ထားတာပေါ့ဒါလေးကိုရှိပါတယ်အဲ့လိုမျိုးလေးဆိုတော့ဒီလိုပတ်စံပတ်စံ safe ဖြစ်တာပေါ့နော်ကိုကပတ်စံအများကြီးကုံရမယ်အစားဒီလိုလေးကို ဒီလိုကိုယ်အတွက်အတုံးတဲတဲ့ဟာလေးလိုတယ်ဆိုရင်တော့အန်နာဝဝဲထားလိုက်တဲ့ကြို LED ဒါဟိုဟာလေဆိုလာမီပုံစံမျိုးပေါ့အဲဒီဒီဟာအင်းနောက်ဖက်မှာအင်းနောက်ဖက်မှာတခုအိမ်ပေးမှာတခုအဲ့လိုတတ်ထားတယ်လေ။သူကနေအောင်ကြည့်ရဆွမ်းအားနဲ့ပဲအာအားကိုယူပြီးတော့မှမီးလာတာပေါ့နော် မီးတွင်းရခဲ့ပါလေ။ဒီဟာဆိုလဲသူ့ရဲ့ပုံမှန်ဈေးဆိုလို့ရှိရင်လေအဲ့နာတို့ရနွားဝယ်ဖူးလေဒီဟာ16 16ဒေါ်လာပေးရတယ်။ ဒီနေ့ကတော့ဒါ2ဒေါ်လာနဲ့ရခဲ့တာပေါ့နော်အဲ့လိုလေးရှိပါတယ်ဆိုတော့မြန်မာပြည်တော်သတိရတယ်မြန်မာပြည်ကအမေကိုလည်းဝယ်ပြီးထည့်ပေးဝယ်ပြီးပို့ပေးအောင်မယ်အိမ်ရပပလဲမှာအဲ့လိုမျိုးတတ်ထားရင်လေကိုအာသွားတဲ့ခါကျမိရတော့တော်တော်ပွင့်လာတယ်ပြမိရလည်းထည့်ဆရာမလို့အမ်နေအောင်ဒီရှိနေတွေ့ကသူကမိအားပြည့်နေပြီသားပဲဆိုတော့ဒါလေးတော့အသုံးတည်ပါတယ်ဒီမှာပါပြီးတော့နောက်တစ်ခုကတော့ဒါလေးပေါ့နော်ဒီမှာ ဒါလေးကတော့ Anna တို့ရဲ့ A6 တကားဝအဝင်ဝမှာချိန်တဲ့ပန်လေးပေါ့เนาะဒါကအခု spring ရာသီဆိုတော့ဒီဒီလိုမျိုးဟာလေးကို Anna ရွေးထားတာပေါ့เนาะပြီးခဲ့တဲ့ပြီးခဲ့တဲ့နှစ်ကလည်းဒီအာရာဒီမှာတော့လည်း Anna အဲ့မှာနှစ်ခုပဲတဲ့အဲ့လိုပဲ2ဒေါ်လာပဲပေးရတယ်2ဒေါ်လာပဲပေါ့เนาะဒီဟာကပုံမှန်ဈေးဆိုအပြင်မှာဝယ်အရင်ဈေးကြီးတယ်ပြီးတော့အဲ့နာတို့ကတရရာဒီတစ်ခုပြီးတစ်ခုအဲ့လိုပြောင်းပြီဆိုလဲအစ်စ်လဲ channel လေးเนาะဒါဒီမှာ အဲ့ဒါလေးကိုဈေးနှုန်းပြပေးမယ်เนาะပန်းကဒီဇိုင်းမျိုးစုံရှိတယ်အဲ့လိုဖြူလေးရှိတယ်တခြားအယောင်တွေလည်းရောထားတာလည်းရှိတာပေါ့เนาะဆိုတော့ဒီမှာเนาะဈေးနှုန်းကတော့ဒီမှာ32.99ဒေါ်လာပေါ့ဒါတော့သူ့ရဲ့ original price က39.99ဒေါ်လာအခုက18% off ထားတယ်ဆိုတော့32.99ဒေါ်လာပေါ့နော်အဲ့လိုလေးရှိပါတယ်ရန်ကြိုက်တယ်အဲ့ဒါရန်သဘောကျတယ်2ဒေါ်လာတော့ရန်တန်တယ် ီတော့သူတို့ရဲ့အသားအသားလည်းအရန်ကောင်းတယ်ဟိုလိုမျိုးလည်းကြွေပြီးကြတဲ့အသားမဟုတ်ကြည့်ဒီမှာကြည့်သူရဲ့အသားလည်းကြည့်လိုက်ဟုတ်တကယ်ကိုအစက်တိုင်းပဲအဲ့လိုမျိုးလုပ်ထားတာသူတို့အဲ့ဒါလေးရခဲ့ပါတယ်ဒါကတော့သမီးလေးတွေအတွက်ပေါ့နော်ဒီမှာဒါတော့ဒါမျိုးလေးတွေပေါ့ဒီမှာ တရားတော့ဒီဒီမှာဆိုရင် မွေးနေ့ပါတီပေါ့နော်ကိုကမွေးနေ့လောက်တယ်ဆိုလို့ရှိရင်ကို့စီကိုလာတဲ့ဒီမွေးနေ့ဧည့်သည်ပေါ့နော်မွေးလာတဲ့ဧည့်သည်တွေကိုမွေးနေ့ရှင်နဲ့ပြန်မပြန်ပြန်မလက်ဆောင်ပေးလို့ရတာပေါ့နော်ဆိုဒီမှာဆိုလို့ရှိရင်တို့က name name နာမည်ရေးရမယ်နေရတဲ့ဒီမှာဘယ်ဘသူပေးတယ်ဆိုတာလေးဒီမှာပါတာပေါ့နော်ဆိုတော့ပြီးရင်အဲ့ဒီကတ်လေးထဲမှာတို့ကဒီမှာဒီအပေါက်လေးပါတယ်ဒီမှာချစ်တို့အပေါက်လေးထဲမှာ အဲ့ဒီအပေါင်လေးတွေမှာတင်မှာဒါလေးကိုထည့်ရမှာပေါ့နော်ဒါကတော့ကလေးတွေအကြိုက်ပေါ့နော်ဒီမှာအဲအဲ့လိုလေးထည့်လိုက်တာပေါ့နာမည်လေးကဒီမှာရေးထားပြီးတော့ပြီးရင်ဒီမှာမွေးနေ့ရှင်ကနေပြီးမှကိုယ့်ရဲ့တငယ်ချင်းတွေပြန်တဲ့ခါကြလို့ရှင်ရင်လက်ဆောင်ပြန်ပေးလို့ရတယ်ဒါလေးလည်းရခဲ့တာပေါ့နော်ဒါကတော့အင်အားသမီးလေးကလေးတွေကအရန်ကြိုက်တယ်ဒီမှာအများကြီးပဲကြည့် နည်းတာမဟုတ်ဘူးဒါလေးကတော့ဇင်းတုံးဘလောက်လဲဆိုတော့ကြည့်ပေးမယ်ဒီမှာပေါ့နော်ဆိုတော့ဒီမှာကဒီကောက်ကဘယ်နှခုပါလဲ28တူကဒီမှာအာဆက်59ချက်နဲ့69ပြား59ချက်နဲ့69ပြားပေါ့နော်ရတယ်ဒီမှာလူကြီးလက်ဝတ်လို့ရတယ်အဲ့လိုမျိုးလေးချက်စရတယ်ဒီမှာ အဲ့ဒါပြီးရင်တော့အဲ့နာဒီနေ့ NG အင်ဂျီရလာတာပေါ့နော်အဲ့နာဒီလိုမျိုးလေအစင်းအစင်းတွေပါဆိုအရန်ကြိုက်တယ်ဘာဖြစ်မှမသိဘူးတဲ့လားအစင်းအစင်းကအဲ့နာရဲ့ favorite ပဲဒီမှာနော်ဒီအင်ဂျီလေးရခဲတယ်ဒီမှာသာကြည့်မယ်ဘာလို့လဲမသိဘူးဒါတော့ဒီသာတော့စေနှုံတိချင်တယ်စိတ်ဝင်စားတယ် တရားမူရင်းဆေးကိုကျင်းလိုက်နော်မူရင်းဆေးကဘယ်လောက်လဲဆိုတော့ဒီမှာဟဲ့ဘယ်ရောက်သွားမူရင်းဆေးကဒီမှာ57ဒေါ်လာပေါ့နော်59 59ဒေါ်လာပေါ့နော်ဒီမှာအဲ့တော့အဲ့လားဒီနေ့2ဒေါ်လာနဲ့ရခဲ့တာပါအဲ့နာရှမ်းကြိုက်လားဒီပေါ်တော့ပစ္စည်းလေးတွေအရလို့ကောင်းကောင်းလေးတွေရတဲ့အချိန်လေးရှိတယ်ဒီမှာပါအင်းရမ်းချက်ရမ်းချက် 58ဒေါ်လာတန်ကို2ဒေါ်လာနဲ့ရခဲ့တယ်ဆိုတော့အရန်ကိုမိမိုက်နေပါတယ်။အသားလည်းအရန်ကောင်းတယ်အသားလေးကိုကျင်ဒီမှာသူ့ရဲ့အစလေးအသားစလေးကိုကျင်လိုက်။ဤဖတ်နေရပဲ။မှလက်အသားလေးတွေကစ။နော်ဒီမှာအသားလေးကအရန်ကောင်း။ Okay. ဒီနေ့ကတော့အဲ့ဒါပါပဲရှင်အဲ့နာရဲ့ဗီဒီယိုလေးကိုဒီညမှာပဲအဆုံးသတ်ပြရစီနော်ကဲဒါကတော့ဒီနေ့ကတော့အဲ့နာရခဲ့တဲ့ပစ္စည်းလေးတွေကိုပြပေးတာပေါ့ဘာလေးရခဲ့သလဲပေါ့နော်ဒီအဲ့နာရဲ့ဒီဗီဒီယိုလေးတွေတင်တဲ့ဟာလေးရလဲပေါ့နော်ဒီ US နိုင်ငံမှာဘယ်လိုတွေရှိသလဲဆိုတာလေးကိုအဲ့နာက sharing လုပ်ပေးတာဖြစ်ပါတယ်အာအဲ့နာရဲ့ဗီဒီယိုလေးတွေမှာလည်းပြောတာမှားတာအာလောက်တာမှားတာလေးတွေရှိတယ်ဆိုလဲအာနားလည်ပြီးခွင့်လွှတ်ပေးကြပါလို့ ီဒီယိုလေးကိုအစားဆုံးကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကဲနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။ Bye bye.